2025ခုနှစ်ဧပြီလ22ရက်နေ့တွင်ဘာရှောရန်မြက်ခင်ပြင်အနီးတွင်တောင်မဲပွဲကောင်းသောစစ်သွေးကြတိုက်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သည်ဤဧရိယာသည်အိန္ဒိယအချုပ်တီကက်စမီးယားရှိပဟဂမ်အပန်းဖြေစခန်းမြို့နှင့်ဤသည်အိန္ဒိယကီတွာအုစုကိုလက်နက်ကိုင်တပ်ဖွဲ့ဝင်များကပစ်ခတ်ခဲ့ခြင်းဖြစ်သည်အဆိုပါတိုက်ခတ်မှုအတွင်းအရသာ26ဦးထက်မနည်းတေဆုံးပြီးအခြားအများသောအပြားဒဏ်ရာရရှိခဲ့သည်၎င်းသည်မကြသေးမီနှစ်များအတွင်း ဒေတာတွင်၌အရသာများကိုအသေးအဖြောက်အများဆုံးတိုက်ခတ်မှုဟုသတ်မှတ်သည်ကြီးသွားလုပ်ငန်းကြီးထွားလာခြင်းတွင်တိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဒိုဒေတာသည်ကလအတန်းကြာတည်ငြိမ်အေးချမ်းမှုကိုကန်ဆာခဲ့ရသည်အိန္ဒိယအနာပိုင်များကအဆိုပါတိုက်ခတ်မှုကိုအကြမ်းဖက်လို့ရဟုခေါ်ဆိုခဲ့သည်ဒေတာတွင်မှာအိန္ဒိယအချုပ်မှုကိုစတင်သည့်စစ်သွေးကြွတွေကလှုပ်ဆောင်တာဖြစ်တယ်လို့သူတို့ကပြောပါတယ်တိုက်ခတ်မှုအပြည့်တွင်အိန္ဒိယဆူရသည်အဓိကလုံခြုံရေးစစ်စင်ရေးကိုစတင်ခဲ့သည် ီရောင်စုပြည်ရေးဝန်ကြီးအမင်းရှာကဆွေနာကတို့တွားရောက်ခဲ့သည်ချင်းနေကိုနားလည်ရန်နှင့်တုတ်ပြံမှုကိုကုညီရန်သူများတို့တွားရောက်ခဲ့ခြင်းဖြစ်သည်အိန္ဒိယစစ်တပ်သည်အထူးတပ်ဖွဲ့ဝင်ကွန်မန်ဒိုအယောက်900ခန့်ကိုလည်းသူတရားကိုစီလုပ်ခဲ့သည်၎င်းတို့၏လုံမှာတိုက်ခိုက်သူများကိုရှာဖွေပြီးရတန်းရန်ဖြစ်သည်ဤလူဆောင်ချက်သည်မြစ်တက်လာနေသည့်စစ်တွေးကြောက်များ၏လုံရှားမှုကိုတိုက်ဖြတ်ရန်ပုံမကြီးမားသောအစီအစဉ်အစိတ်ပိုင်းဖြစ်သည်ပါကစ္စတန်မှာ နယ်မြေအတွင်းတို့ဖြတ်ကျော်ဝင်ရောက်လာတော့စစ်သွေးကျ50မှ55ဦးရှိကြောင်းထောက်လိုင်းရဲ့တရင်များအရသိရသည်တက္ကမုကိုပြင်းထန်စွာရှုတ်ချခဲ့သည်တောင်ဝစီသူတွေကိုအပြစ်ပေးသွားမယ်လို့အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီကပြောသည်အိန္ဒိယပြင်ပတွင်အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဂေဒီယန်ဆာရာဂတ်၎င်းတက္ကမုအတွက်အလွန်စစ်မကောင်းဖြစ်မိကြောင်းပြောကြားခဲ့သည်ဂျန်ဖယ်မှုတပ်ဖြည့်ရေးမှအစ္စရေးဟာအိန္ဒိယနဲ့အတူရပ်တည်နေတယ်လို့လည်းသူကပြောပါတယ် ဒီတက်ခတ်မှုကဂျမ်မူးနဲ့ကာရှမီးယားမှာဆိုးဝါးတဲ့လုံခြုံရေးပြဿနာတွေကိုရှင်းနေသေးတယ်လို့ပြန်နေခြင်းဖြစ်သည်ဤဒေသသည်ပြည်ပခံများနဲ့အကြံဖက်မှုများကိုနှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရသည်ညချင်းချင်းနဲ့ခီးတော်လာရေးမြစ်တင်ရန်ကြိုးပမ်းခဲ့တော်လဲအဆိုပါဒေသသည်အကြံဖက်တက်ခတ်မှုများရှင်းနေသေးပဲဆိုတာကိုပြန်နေခြင်းဖြစ်သည်